။ဦးမင်းနေပြီဆိုပြီးအချင်းချင်းသိနေသူတွေကိုတပုံစံနဲ့တူတဲ့အမွှာသမီးလေးတွေထုတ်ပြန်လိုက်တဲ့မန္တလေးကတထင်းကြီးဦးမျိုးတန်း မန္တလေးမှာကြည်ကြည်တဲ့ချမ်းသာတဲ့တတိကြီးဦးမျိုးတန်းကတမင်းရွယ်မင်းကလေးတယောက်နဲ့လက်ထပ်ပြီးကလေးကသူ့အကြောင်းကိုလူအများကစိတ်ဝင်စားလာခဲ့ကြတာပါရှင်။ချဝန်းကျဲကြီးတန်းမှာတိုက်ကြီးကိုစောက်ထားတာဖြစ်ပြီးတော့ပိုင်ဆံမှုတွေကလည်းများတဲ့ဦးမျိုးတန်းကပျော်ရမ်းချိတဲ့နှင်းစီပွင့်ကြီးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အသက်ရွယ်ရကွာခြားလာကြဦးမျိုးတန်းကိုအိုနေပြီးဆိုပြီးတော့အမျိုးသားသူကြီးကရှောက်တက်ခဲ့ကြပါတယ်။ဦးရုချစ်တတ်ပြီးဆိုရင်တော့ဘသူမှလိုက်မမိနိုင်တာကြောင့်ဦးမျိုးတန်းကသူ့ရဲ့ဇနီးလေးကိုတိမ်တပေါင်းလောဘရတနာမျိုးစုံနဲ့တင်တောင်းပြီးတော့လက်ထပ်ခဲ့ပါတယ်။ဦးမျိုးတန်းရဲ့ဆေးဆက်ပွဲကတော့မြန်မာတိုင်းနိုင်ငံလုံးမှာနာမည်ကြီးသွားခဲ့တဲ့အထီးအောင်မြင်သွား ားခဲ့ပြီးတော့အခုဆိုရင်တော့လက်ထပ်ထားတာနှစ်နှစ်ကျော်သွားပါပြီအချင်းနဲ့တိတိတဲ့အခါမှာနှုတ်ပြသွားရဲဆိုတဲ့အတိုင်းဦးမျိုးတန်လည်းနှုတ်ပြသွားခဲ့ပြီးတော့အခုဆိုရင်သမီးအမွာလေးတွေကိုမွေးဖွားလိုက်ပြီးဖြစ်ပါတယ်နော်အသက်60ကျော်နေပြီဖြစ်ပေမယ့်ဦးမျိုးတန်ကငွေကြေးတက်နိုင်တာကြောင့်ဖမ်းမြွန်တဲ့နီးနဲ့ထိုင်းနိုင်ငံအထိအကုန်ကြခံထားခဲ့တာပါအခုတော့သမီးလေးတွေကလာသားအွယ်ရောက်လာပြီးဖြစ်ပြီးတော့ဦးမျိုးတန်နဲ့တပုံစံနဲ့တူနေတာကြောင့်ချစ်မဝနိုင်အောင်လည်းဖြစ်နေရပါတယ်ဦးမျိုးတန်ရဲ့သမီးအမွာလေးတွေကအဖေတူသမီးလေးတွေဖြစ်ပြီးတော့နှကန်းပုံစံလေးတွေကအစတူညီနေပါတယ်မျက်နှာကြလေးတွေကလည်း တူနေလို့သမီးလေးတွေကိုကြည်ရင်နဲ့ဦးမျိုးတန်းကတော့ပီတိတွေဖြားနေပါရဲ့ရှင်။အသက်60ကျော်မှမွေးလာတဲ့သမီးလေးတွေကအဖေနဲ့အသက်အရွယ်ချင်းကွာခြားပေမယ့်ဦးမျိုးတန်းကတော့တက်တက်လှုပ်ယူဆိုင်ပေးလေရှိပါရဲ့။ တမီးလေးတွေကိုမွေးပေးတဲ့ချစ်စနီးလေးကိုလည်းကျေးဇူးတင်တဲ့အနေနဲ့သိန်း၄00တန်ကာကြီးကိုလက်ဆောင်ပေးခဲ့ပြီးတော့ရွှေလဝတ်ရတနာတွေကတော့ပူစရာမလိုတော့အောင်အရှံအဘဲကိုဖြည့်ဆည်းပေးထားတာပါအသက်ကွာခြားတဲ့အမျိုးသားကိုလက်ထက်တာကြောင့်ငွေကြောင်းလိုထင်ကြပေမဲ့တကယ်ချစ်လို့လက်ထက်တာကိုတော့အချိန်ကြာလာလာနဲ့အမျှသိတာခဲ့ကြပါတယ်အမျိုးသားတယောက်အသက်ကြီးမှလက်ထက်ပြီးတော့ဘယ်လိုဆက်ပြက်မလဲဆိုတာကိုစောင့်ကြည့်နေကြတဲ့အမျိုးသားတူကြီးကတော့လေးစားပင်းလေးစားနေကြပါပြီရှင်ဇနီးဖြစ်သူကအသက်ရွယ်ကွာခြားတဲ့အမျိုးသားကိုအရင်ချစ်လို့ခင်မွန်းတဲ့တဲ့ဘုံစံနဲ့တူတဲ့တမီးလေးတွေကိုမွေးပေးထားပါတယ်အလိုအတန်းရရောတဲ့အမျိုးသားက တစ်ခုခုကိုလှူတဲ့အခါတိုင်းမှာလည်းသမီးလေးတွေနဲ့အတူလှူလေးရှိပါတယ်။ချမ်းသာကြုံရတဲ့မိသားစုမှာမူဖွားလာတဲ့ကလေးတွေဖြစ်တာကြောင့်လူလေးသေးမရှိပြည့်စုံနေပြီးတော့လူတိုင်းလည်းရနေကြပါတယ်။ဦးမျိုးတန်းကမန္တလေးမှာလက်ကွက်တွေများစွာပိုင်ဆိုင်ထားတဲ့ပြင်စံဒီကိုလည်းများများဆက်ဆက်လှူဒါန်းလေးရှိပါတယ်။ အသက်ကြီးမှဘဝလေးကိုရောက်လာတဲ့သမီးလေးတွေကိုမွေးပြီးကြတဲ့ကအဲ့လိုကျန်းနေလှလာခဲ့တာတိန့်ထောင်ချီရှိနေပြီဖြစ်ပါတယ်။ဦးမျိုးတန်းကအသက်ကြီးမှလက်ထက်ထားတဲ့အစွမ်းကုန်ချီရတဲ့ဇနီးလေးအပြင်ဆစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ပါရောက်ရှိလာခဲ့ပါပြီ။ဇီးပွားရေးမှာလည်းအောင်မြင်တဲ့အပြင်တခြားသူတွေဇီးကနေလည်းလေးစားခံနေရတာကြောင့်ဦးမျိုးတန်းရဲ့ဘဝကတော့ပြည့်စုံသွားပါပြီနော်။ ဦးမျိုးသားရဲ့ပြည်စုံခြင်းကိုကြည့်ပြီးတော့အထင်မြင်သေးခြင်းနဲ့အမျိုးသားတွေတောင်မှပြန်လည်အားကျနေကြပြီဖြစ်ပါတယ်။ဇနီးချက်ချောလေးကိုလက်ထပ်ထားနိုင်လာတဲ့ဦးမျိုးသားကတပန်းတာနေပြီဖြစ်ပြီးအခုတော့အမွှာသမီးလေးတွေကိုပါထုတ်ပြနိုင်သွားပါပြီ။အမွှာသမီးလေးတွေကလည်းအဖေနဲ့ချွတ်ချွတ်တူနေလို့ခြေလက်များစွာတန်လွန်တဲ့ angle ကြီးဖြစ်သွားခဲ့ပါပြီ။ကိုရီးယားဇလန်တွဲမှာဇက်ဆောင်ဖြစ်တဲ့ CEO တထေးတွေကပြန်ဖက်ကင်းအောင်ချစ်ပေးတတ်ကြသလိုမြန်မာနိုင်ငံကတထေးကြီးဦးမျိုးသားကလည်းအနှံ့ယှက်မရှိအောင်ချစ်တတ်သူပါ။ကိုရီးယားမင်းသားလိုမချော်ပေးမယ်။မိသားစုအပေါ်ကူးဆိုင်တတ်တာကတော့ဦးမျိုးသားကပထမဖြစ်သွားပါပြီ။ရုပ်ရှင်နဲ့အသက် ရွယ်ကအဓိကမဟုတ်ပဲချစ်ချင်းမေတ္တာကသာအဓိကဖြစ်လို့ဦးမြတ်တန်ကိုကြည်ပြီးတော့မုဒိတာဘွားနေကြပါတယ်။ဦးမြတ်တန်ရဲ့ပြည့်စုံတဲ့ဘွားကိုတွေ့မြင်ရပြီးတဲ့နောက်မှာအဓိကအရေးကြီးတဲ့အရာကိုတော့အမျိုးသားတူကြီးနဲ့နားလည်သဘောပေါက်သွားကြပါတယ်။အသက်60ကျော်ပြီမင်းအဖေတူသမီးလေးတွေကြောင့်စိတ်ချမ်းသာနေရတဲ့ဦးမြတ်တန်ကိုအားကျနေကြပြီလားဆိုတော့ကိုမမပြောခဲ့ပါအောင်နော်။ကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။